မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ General Knowledge Channel ကနေထပ်မံကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတင်ပြပေးမှာကတော့မိတ်ဆွေတဦးတောင်းဆိုထားတဲ့ရွှေလာငွေလာကမုန်းအကြောင်းနဲ့စိုက်ပျိုးနည်းဖြစ်ပါတယ်ရွှေလာငွေလာကမုန်းဟာအိမ်မှာစိုက်ပျိုးထားတဲ့ကမုန်းမျိုးစားဖြစ်ပါတယ်တရွက်ဖားဖားစိမ့်စိမ့်ဆူဆူမှု ကြီးမိတူတိုင်းရင်ကို အေးစေတဲ့ကမုန်းလည်းဖြစ်ပါတယ် Money Plan လို့ခေါ်တဲ့ဒီအပင်လေးတွေကိုမြန်မာမှာတော့ နွယ်ပါတဲ့အဖြူရောင်ရွက်မျိုးဆိုရင်ငွေလာအစိမ်းရောင်ရွက်ဖားဖားကြီးတွေကိုရွှေလာကမုန်းလို့ခေါ်ကြပါတယ်။မြေယာဒီမှာဆိုရင်ရွှေလာငွေလာကမုန်းတို့ရဲ့စိမ့်ဆူနေတဲ့အယောင်တွေးကမျက်လုံးအေးကစိတ်ကြည်စေပါတယ်။ရွှေလာငွေလာကမုန်းအုပ်စုဝင်တော်တော်များများရှိပါတယ်။ဆိုက်ရတာလွယ်ပြီးနွယ်တက်ပါတယ်။အခန်းထဲအလှဆိုင်တဲ့အပင်တွေထဲမှာဒီအပင်ကအလှဆုံးနဲ့ဆိုက်ရတာလွယ်ဆုံးဖြစ်ပါတယ်။ အကျန်းခံတဲ့အပင်မျိုးလည်းဖြစ်ပါတယ်။နေပူထဲထားပြီးစိုက်လို့တော့မရပါဘူး။အလင်းရောင်လုံးလောက်စွာရတဲ့အရေးထဲထားပြီးစိုက်တာကရွှေလာငွေလာကမုန်းအတွက်အဆင်ပြေဆုံးဖြစ်ပါတယ်။ရေကြိုက်တော့လေအမြဲရေဝတ်နေရင်တော့မရပါဘူး။လေးရက်တစ်ခါလောက်ရေလောင်းပြီးရင် လုံလောက်ပါတယ်။အပင်ဝါလာပြီးတည်သွားတဲ့အတ္တိကအကြောင်းရင်းကရေများလိုပဲ ဖြစ်ပါတယ်။သုံးလတစ်ခါလောက်အိုးတွေကိုမြေပြန်နေပေးတင်ပါတယ်။တွဲလောင်းချိတ်ဆွဲတဲ့အိုးနဲ့ဆိုရင် ပိုပြီးလှစေပါတယ်။အိုးနဲ့ဆိုင်ရင်တော့နှွေတက်နိုင်မှုတိုင်ထောင်ပေးရပါလိမ့်မယ်။ဒီနေရာမှာတခုတတိထားရမှာကမြေများနေရင်ရေဝတ်တက်လို့အိုးကကြီးနေလို့မရပါဘူး။အပင်နဲ့အိုးရှင်ရင်အိုးသေးတဲ့ထဲဆိုင်မှာအဆင်ပြေပါမယ်။အပူချိန်များတာမကြိုက်လို့နေအောင်ထဲထားဆိုင်တာနဲ့အရွက်တွေနေလောင်ပြီးညိုလာတတ်ပါတယ်။ပြီးရင်ဝါလာမယ်။မနက်တိုင်းစန့်စည်းရီလောင်ပေးတင်ပါတယ်။ နွယ်မျိုးစားဖြစ်လို့ချိတ်ဆွဲပြီးဆိုင်ရင်အောက်ကိုနွယ်တွေရှိလာပါတယ်။အပင်အုံထူးခြင်းရင်တော့အောက်ကိုဆင်းလာတဲ့နွယ်တွေကိုညှက်ပေးရပါတယ်။ဒါမှအုံထူးထူးလေးရပါမယ်။အပင်ပွားရတာအလွန်လွယ်ပါတယ်။နွယ်နားတွေဖြတ်ပြီးရေထဲထိုးထားလိုက်ရင်ရပါတယ်။၃လလောက်ဆိုရင် အမြင့်ကတော်တော်တန်နေပါပြီ။ရွှေလာငွေလာကမုန်းပင်ကိုစိုက်ပျိုးခြင်းဖြင့်ကန်ကောင်းခြင်းလက်ရွှင်ခြင်းအကျိုးများလဲခံစားရတယ်လို့ယုံကြည်ယူဆစိုက်ပျိုးကြပါတယ်။ တရုတ်လူမျိုးတို့ရဲ့ဖုံးရွှေပညာမှာလဲဒီကမုံပင်လေးတွေကိုအိမ်မှာစိုက်ပျိုးထားခြင်းဟာအိမ်ကိုလက်လာပါကောင်းစေခြင်းအိမ်သူအိမ်သားချင်းချင်းတင့်မြတ်ကောင်းမွန်ခြင်းလူတို့ကိုတန့်စင်ပေးနိုင်ခြင်းဆိုတဲ့အကျိုးကျေးဇူးရှိတယ်လို့ညွှန်ထားတာကြောင့်အိမ်မှာကံကောင်းခြင်းတွေဝင်လာအောင်စိုက်ထားတဲ့အပင်လို့ဆိုပါတယ်။ရွှေလာငွေလာကမုံပင်လေးတွေကိုစိုက်မယ်ဆိုရင်အရှိတောင်အရက်မှာစိုက်တာဟာအကောင်းဆုံးဖြစ်ပြီး အရှိမြောက်အရက်မှာစိုက်မယ်ဆိုရင်တော့ငွေကြေးဆုံးရှုံးခြင်းနဲ့အိမ်သူအိမ်သားချင်းချင်းဖြစ်စေအိမ်သားနဲ့အပြင်လူများကြဖြစ်စေဆက်ဆံရေးပြဿနာတွေပေါ်တက်လို့လုံးဝမထားရှိသင့်ဘူးလို့ဖုံးရွှေပညာရှင်တွေကဆိုပါတယ်။ကံကောင်းခြင်းအပင်လေးတွေဖြစ်တာကြောင့်အပင်ဟာ၆တွေ့မနေသင့်ပါဘူး။အိမ်အပြင်မှာထားခြင်းထက်အိမ်တွင်းမှာစိုက်ပျိုးသင့်ပါတယ်။အိမ်ထဲမှာစိုက်ပျိုးတဲ့အခါမှာလည်းအရှိတဲ့နေရန်အနောက်တဲ့နေရန်မြောက်တဲ့နေရန်ဘက်တွေမှာမထားသင့်ပါဘူး။ ငွေလာကမုန်းရဲ့နှွေတွေဟာကျမ်းပြင်ပေါ်မှာကြပြီးမနေစေပါနဲ့ဒီအချက်တွေနဲ့ကြုံနေပြီဆိုရင်ငွေကြေးဆုံးရှုံးမှုဖြစ်စေတတ်တယ်လို့ဆိုပါတယ်။နောက်ထပ်သတိထားရမယ့်အချက်တစ်ခုကတော့အပင်လေးတွေရှိလာတဲ့အခါဖြတ်တောက်ပေးခြင်းကိုအိမ်သူအိမ်သားကိုယ်တိုင်ပဲလုပ်ရမှာဖြစ်ပါတယ်။အခြားသူများကိုဖြတ်တောက်ခိုင်းစေခြင်းဟာငွေဝင်လမ်းကြောင်းကို ကမောက်ကမဖြစ်စေတယ်လို့ယူဆထားကြပါတယ်။ဤတွင်ရွှေလာငွေလာကမုန်းအကြောင်းနဲ့စိုက်ပျိုးနေပြီးပါပြီ။ နောင်လဲလောကီလောကုတ်အကျိုးရှိစေမဲ့ဗဟုတုတမျိုးစုံကိုတင်ပြပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးထားပါအုံးအစ်စ်တင်တိုင်းသိရအောင်ဘေးနာကခေါင်းလောင်းလေးကိုနှိပ်ပြီးအောက်ကိုလည်းနှိပ်ပေးထားပါအုံးကျွန်တော်တို့ရဲ့ video လေးကိုကြိုက်နှစ်သက်ရင် like လေးပေး မိတ်ဆွေများကိုလည်းမျှဝေပေးပြီး မေးမြန်းလိုသည်များအကြံပြုလိုသည်များလည်းခမန်မှာရေးပေးတော့ပါအောင်တော့ကျေးဇူးတင်ပါတယ်အားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ